လေအောင်ကြီးတို့ရဲ့နေချောင်းအာနာလုံစစ်ပွဲပေါ်က F47 အားလုံးပဲမိင်္ဂလာပါဘာမှဆင်းရဲကားနေပြန်လဲကြိုလိုက်ပါရင်တော်တော်လေးကြာခဲ့ပါပြီကြာဆိုရင်နှစ်ပေါင်းများစွာကြာခဲ့ပါပြီအမေရိကန်လေတက်ဟာစစ်ပွဲရဲ့အနာဂတ်ကိုပြောင်းလဲစေနိုင်တဲ့တိုက်လေရင်တစ်စင်းကိုလူမသိသူမသိစမ်းသပ်နေခဲ့တာဆယ်စုနှစ်တခုနဲ့အထက်ရှိနေခဲ့ပါပြီဒီကြောအတွင်းကမ္ဘာနိုင်ငံအများပြားကစောင့်ကြည့်မှုတွေကမ္ဘာမီဒီယာတွေရဲ့အမျိုးမျိုးသောထင်ကျေးပေးမှုတွေကိုလည်းရခဲ့ပြီးပါပြီအခုတော့နှစ်ပေါင်းများစွာခံမှန်းပြောဆိုမှုတွေအပြီးမှာ Boring Company ရဲ့ F47 ဟာ American ရဲ့နောက်မျိုးဆက်တနည်းပြောရင်လေကြောင်းပြင်ဆိုတဲ့ Tarafu ကိုဆက်လက်ထိန်းသိမ်းပေးမဲ့ဟွက်ဖဲတစ်ခုဖြင့်နောက်ဆုံးတော့ရွေးချယ်ခံရရပါပြီ။တချင်တချင်ကတိတ်ကိုအာနာထက်ခဲ့တဲ့ Gunnerwin F22 Raptor ကိုအစားထိုးဖို့ဒီဇိုင်းထုတ်ထားတဲ့ဒီဆက်ထမမျိုးဆက်စစ်လက်နက်ကြီးဟာ AI assistant လေးမှုတွေအတန်ထက်မြန်တဲ့ဒုံးကြီးတွေနောက်ဆုံးပေါ် technique တွေကိုမှထက်ဆင့် advanced အလုပ်မြင့်တင်ထားတဲ့လောကနီးပညာတွေနဲ့ကောင်းကင်ရန်ကိုလွှမ်းမိုးဖို့အသင့်ဖြစ်နေခဲ့ပါပြီ။ဒီဘက်မှာလည်းစီးအခြေအနေရတင်းမာနေတဲ့ ပခုံးချင်းရှင်လာပြီဖြစ်တဲ့ပေါ့ဖော်ကြီးတို့ကိုလည်းမေးထားလို့မရပါဘူး။တရုတ်ကလည်းအမေရိကန်တို့နဲ့အပြိုင်ကြီးကြောင်ရေချောင်းတိုက်ခိုက်မှုတွေမှာပြိုင်ဆိုင်အင်အားတိုးချဲ့နေတယ်လို့လေတပ်အင်အားအတွက်လည်းတိုက်လေရင်အသိအသိတွေကိုစမ်းတက်နေပြီဆိုတော့အမေရိကန်လေချောင်းအသာစီးရာကြီးပြိုင်ပွဲမှာတကယ်ပဲရှေ့ရောက်နေသေးရဲ့လား။ဒီကစားပွဲဘယ်သူတက်ဖူဆောင်းသွားမလဲရင်ခုန်စရာပါပဲ။ချင်းချက်အနေနဲ့အမေရိကန်ဘက်မှာဒီကစားပွဲတစ်ခုလုံးကိုမှောက်ခုံလှန်ပေးလိုက်နိုင်တဲ့ဝက်ဖဲတစ်ခုရှိနေပါတယ်။ဟုတ်ပါတယ်ဒါကတော့ F47 ပါပဲ။ ဒီနေ့မှာတော့ F47 နဲ့ပတ်သက်လို့ကျွန်တော်လေ့လာစုဆောင်းမိသမျှမျှဝေရင်နောက်အနာဂတ်လေကြောင်းတိုက်ပွဲရဲ့အနာဂတ်အတွက် F47 ကဘာအတိတ်ပဲရှိလဲဆိုတာကိုပါဖောက်သည်ချသွားပေးမှာဖြစ်ပါရင် channel လေးကို subscribe လုပ်အောင်သိရင်လှုပ်ပေးဖို့မမေ့ပါနဲ့ခင်ဗျာ F47 ဒါမှမဟုတ် American Lee တက်ရဲ့စစ်တမမျိုးဆက်လှုပ်ဝက်တိုက်လေရင်ကြီးအောင်ဆိုရင်အရင်အရင်စီနီယာလေအတိုင်းကိုကြော်တက်နိုင်ဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးလာမယ့်ဆယ်စုနှစ်တည်းအတွင်း American ရဲ့လေကြောင်းအသာစီးရောက်မှုကိုတေချာစေဖို့အတွက်လုံလောက်နေပါရင်ဒါကြောင့်လဲ American စစ်တပ်ဟာ ဒီ project အပေါ်တော်တော်လေးအားထုတ်အားထားထားပါရင်တရုတ်နဲ့ရုရှားတို့ရဲ့ချင်းကြောင်းမှုတွေနဲ့အတူအဖက်ဖက်ကဖိအားတွေကြောင်းအမေရိကန်ဟာပြိုင်ဘက်နိုင်ငံတွေမှာရှိနေပြီးသားဖြစ်တဲ့အတန်ထက်မြန်တဲ့လက်နက်တွေ AI မောင်းတွေနဲ့တိုက်ခိုက်ရေးတွေနဲ့ electronic စစ်ပွဲတွေကိုတံပြန်ရှင်ဖိုက်နိုင်တဲ့စစ်လေယာဉ်ဒစင်လိုအပ်နေပါပြီစစ်မြေပြင်ရဲ့အခြေအနေကိုအမေရိကန်နဲ့ပြန်လည်ပေးနိုင်မဲ့လက်နက်တစ်ခုခုပေါ F47 ဟာဒါတွေကိုဖြည့်ဆည်းပေးနိုင်ပါရင် F47 ဟာအတိတ်ကဒီဇိုင်းတွေကနေစင်ကဲတိုးတက်ပြောင်းလဲလာတဲ့နည်းပညာတစ်ခုတွေမဟုတ်ပါဘူး ရန်သူလေးပိုင်နဲ့ကိုတမိုင်းမှာဘယ်တော့ကားမှမဖြစ်ဘူးတဲ့ဖြစ်ပျက်မျိုးအတိဒုက္ခလွှမ်းမိုးပေးနိုင်တဲ့ပြက်ကင်းတစ်ခုကိုတိဆောက်ပေးမဲ့ဝက်ဖဲကြီးတစ်ခုပါပဲ။ဒါ့အပြင်ဒီထုတ်လုပ်မှုအတွက် Boring Company ကိုရွေးချယ်လိုက်တာဟာ American ကာကွယ်ရေးစာချုပ်တွေမှာတမိုင်းဝင်အပြောင်းလဲတစ်ခုပါပဲ။ Lockheed Martin Company အောင် F-22 Raptor နဲ့ F-35 Lightyear C နှစ်ပါဝင် American ရဲ့အဆင့်မြင့်ဆုံး Jet Lane တွေကိုဥဆောင်တီထွင်ခဲ့သူဖြစ်ပါရင်အခုတော့ Boring ဟာလေတဲ့ရဲ့အရေးကြီးဆုံးနဲ့အားထရဆုံးပြည်ပြင်စီမံကိန်းကိုဥဆောင်သူဖြစ်လာပါပြီ။ ဒါကပဲ Boring Company ရဲ့အရှိန်အဟွာကိုတိုးမြင့်ပေးလိုက်ပါရင်အမေရိကန်လေတက်ဟာ2020ခုနှစ်ကတည်းက NGAD ရှေ့ပြေးပုံစံတွေကိုလှုပ်ဝက်စွာစမ်းသပ်နေကြတာပါအသေးစိတ်အချက်အလက်တွေကိုလှုပ်ဝက်ထားဆဲဖြစ်ပေမဲ့ Boring ကတာဝန်ယူထားတဲ့ဒီဇိုင်းဟာထောလုံးနှစ်ပြီးသားတိုက်လေရင်တွေထက်အများကြီးတာလွန်နေတာကိုတော့ရှင်းရှင်းလင်းလင်းသိကြပါရင်စမ်းသပ်ပြန်သန်းမှုတွေကတော့အကောင်းဆုံးသက်သေပေါ့ Boring ကိုဒီစာချုပ်ချုပ်ဆိုခွင့်ပေးဖို့ဆုံးဖြတ်ချက်ကို2024ခုနှစ်နှောင်းပိုင်းမှာလေတက်အတွင်းဝင်ဟောင်း Frank Kent ကရွှေ့ဆိုင်ခဲ့ပြီး နောက်အစိုးရမဖွဲ့စည်းခင်အထိကြိုးရှိရှိနဲ့လှန်ထားခဲ့ပါတယ်။ဒေါ်နယ်ထရပ်ဦးဆောင်တဲ့အစိုးရတက်လာချိန်ကြမှာဒီရွေးချယ်မှုကိုအတည်ပြုလိုက်ပြီးဘော်ရင်ရဲ့ဦးဆောင်မှုအောက်မှာအစည်းအဝေးကိုဆက်လက်လှုပ်ဆောင်ဖို့တည်ကြာစေခဲ့ပါတယ်။ဒါကလည်းဒုတိယမြောက်အာနာရလာချိန်မှာတမရဒေါ်နယ်ထရပ်လှုပ်ဆောင်ခဲ့တဲ့လှုပ်လှုပ်ရှားရှားသတင်းများတွေကတခုဆိုပါတော့ F47 ဟာတိုင်းလိုင်းအသက်ဒဇင်းနဲ့မဟုတ်ပါဘူးခေတ်သစ်ဒေါ်လန်ရင်တိုက်ပွဲစနစ်ရဲ့အဓိကအချက်ချပါအရင်ကဒီကိုတော့လှုပ်ဆောင်ခဲ့တဲ့လေယာဉ်တွေနဲ့မတူဘဲ F47 ဟာ AI ထိန်းချုပ်ထားတဲ့ drone တွေဂျိုလုံးနဲ့တခြားစစ်ဘက်ဆိုင်ရာပိုင်ဆိုင်မှုတွေနဲ့ အထိန်နဲ့တပင်းကြီးချိတ်ဆက်ထားတဲ့တိုက်ခိုက်ရေးကွန်ရက်ရဲ့အစိအပိုင်းဖြစ်လောက်ဆောင်မှုတိစောက်ထားပါရင်လူသားနေမှုကအသုံးပြုပြီးမောင်းနေတဲ့အခါမှာမောင်းနေသူရဲ့အသက်အန္တရာယ်ကင်းအောင်သေချာစေပြီးရန်သူအနေထားကွေကိုဖမ်းထောက်ပေးမယ်ရရာစနစ်တွေကိုနှောက်ရှက်ပေးမယ်တံမြန်တိုက်ခိုက်မှုတွေကိုလောက်ဆောင်ပေးမယ်လော်ရယ်ဝင်းမန်ဒရုန်းတွေကိုညှို့ချပေးမယ်ဘိုးကုကင်းယူနစ်အဖြစ်လောက်ဆောင်မှာဖြစ်ပါရင်ဒါဟာရွာလေးချောင်းတိုက်ခိုက်ရေးနှိဗူဟာတွေကနေဖောက်ထွက်ပြီး AI အဖြစ်တိုက်ခိုက်ရေးအထိအပြောင်းအလဲအခြေတစ်ခုကိုဖော်ပြနေတာဖြစ်ပါရင် အဲ့ဒီမှာမှာနီးပညာဘိုင်းမှာအနာတပြားတာနေတဲ့နေအောင်ကြီးရဲ့တိုက်လေရင်ကြီးဟာအမြန်တုံးလှုပ်ရက်ချက်နဲ့အလိုလျောက်လှုပ်ဆောင်မှုတွေကနေကစားပွဲမှာရွှေ့ကွက်ပို့ရအောင်ဖန်တီးပေးလိုက်ပါတယ် F47 အထူးခြားဆုံးအပိုင်းတွေကတခုကတော့လိုလိုက်ပါမောင်းနေတဲ့လှုပ်ဆောင်ချက်ရောလိုမဲ့လှုပ်ဆောင်ချက်ရောနှမျိုးလုံးအတွက်ဒီဇိုင်းထုတ်ထားတဲ့သူ့ရဲ့ hybrid တိုက်ခိုက်ရေးစနစ်ပဲဆိုလိုတာကလူသားလေယာဉ်မှုကမောင်းနေမှာဖြစ်ပေမဲ့ရန်သူအနေနဲ့မြေပြင်အခြေအနေကိုခွဲခြားစိတ်ဖြာတာ electronic စစ်ပွဲစင်နေတော့အချိန်နဲ့တပြေးညီဆုံးဖြတ်ချက်ချတာတွေမှာကိုင်ညီနိုင်တဲ့ AI လက်ထောက်လေယာဉ်မှုလည်းပါဝင်ပါပါ လူသားစွမ်းရည်အပေါ်မှာလုံလုံလားလားမိခိုထားတာမဟုတ်သလို AI နည်းပညာအပေါ်မှာအခြေပြုထားတဲ့တိုက်ခိုက်ရင်ဟုတ်မနေတာကပိုထူးခြားသွားစေပါတယ်။ AI ကလေမှုကိုမြန်နှုံးမြင့်ထိတွေ့တိုက်ခိုက်မှုတွေကိုစီမံခန့်ခွဲရမှာရန်သူလုံရှားမှုတွေကိုခံမှန်းရမှာလူသားတယောက်နဲ့လုံဆောင်မှုအတွက်ဖြစ်နိုင်တဲ့နေ့တစ်ရက်စက္ကန့်ပိုင်းလုံရှားမှုတွေကိုလုံဆောင်ရမှာကူညီပေးပါလိမ့်မယ်။ဒီ AI အားဖြင့်တိုက်ခိုက်ရင်နည်းလမ်းဟာတကယ့်ကိုကစားပွဲတစ်ခုလုံးပြောင်းလဲပေးနိုင်တဲ့အရာပါ။ F47 ကိုဒီအချက်တွေကပဲဒီနေ့ခေတ်လေရင်တွေထက်အများကြီးတာလုံးနဲ့ထိရောက်မှုနဲ့ စွမ်းဆောင်ရည်အဆင့်မှာရောက်ရှိသွားစေပါရင် F47 ဟာ F22 Raptor ရဲ့အဆင့်အမှန်အမွေစက္ကန့်သူဖြစ်ဖို့ဒီဇိုင်းထုတ်ထားတာပါလိုအပ်ချက်လင်းမြန်စွာလှုံရှားနိုင်စွမ်းနဲ့တိုက်ခိုက်နိုင်စွမ်းတွေမှာအဲ့လေင်ကိုကြော်တက်နိုင်ဖို့ပါကဘာမှာကနဝင်တင်စံပြုတ်ရတဲ့ F22 ထက်တလားကြီးဆရာကြမဲ့ကောင်ဆိုတော့ကျွန်တော်တို့ခံမှန်းထားတာတက်တော့ပို့ပါလိမ့်မယ် Steve 2.0နည်းပညာကိုထည့်သွင်းထားတာကြောင့်ရန်သူရေဒါအတွက်ရှာဖွေတွေ့ရှိဖို့မလဲတော့ပါပဲအရင်လိုအပ်တိုက်လေင်အနေနဲ့မတူဘဲ F47 ဟာရေဒါလိုင်းတွေကိုစိုက်ယူနိုင်တဲ့ ပစ္စည်းတွေနဲ့အစင်းမြေ electronic battery system တွေကိုအသုံးပြုပြီးရန်သူခြေအားခံမှုကိုအချိန်နဲ့တပြေးညီခုခံရင်းနှောက်ရှက်နေမှာပါ။ဒါအပြင်အပူချိန်ကိုရှော့ချပေးတဲ့နည်းပညာလည်းပါဝင်တာကြောင့်အနေအောင်အောင်ရောင်ခြေအခြေခံဒုံးကြီးတွေနဲ့ရှားဖွေတွေ့ရှိဖို့ပိုခက်ခဲသွားပါရင်ဒီပေါင်းစပ်မှုက F47 ကိုရန်သူပလေးပိုင်နဲ့အထဲကိုတခဏလေးအတွင်းဝင်ရောက်စီးနင်းနိုင်ဖို့ elite ဝင်တိုက်ခိုက်ဖို့နဲ့အရေးကြီးပြမဲ့တွေကိုတိုက်ခိုက်နိုင်စေဖို့ခြေအားမခံနိုင်မဲရန်သူပိုင်နဲ့ကနေထွက်ပြေးနိုင်စေဖို့စားတဲ့အချက်တွေကိုစေရစေပါရင် အမြန်နှုန်းနဲ့ခန္ဓာရင်ကလည်း F47 ရဲ့အဓိကအင်္ဂါရက်တွေအကြောင်းပြောရင်မေးထားလို့မရတဲ့အချက်တွေကတခုပါပဲ G Aerospace HA102 ဒါမှမဟုတ် Price and Price နဲ့ HA103 နှစ်ခုတွေကတခုနဲ့မောင်းနေမှာပါနှစ်ခုစလုံးက flexible ဖြစ်လို့နဲ့ဆက်အင်ဂျင်တွေဖြစ်ပြီးလောင်စာဆီထိခိုက်မှုကို20ရာခိုင်နှုန်းကျော်တိုးမြင့်ထားပြီး 3-way flow system ကိုအသုံးပြုထားပါရီဆိုလိုတာက F47 ဟာလောင်စာဆီအများကြီးဖိစရာမလိုပဲပိုဝေးတဲ့အကွာအဝေးတွေကိုပြန်တန်းနိုင်မှာပါ လောင်စာအတွက်စိတ်ပူစရာမလိုပဲတားခတ်ထားတဲ့တိုက်ခိုက်ရေးပြမှတ်တွေစီကိုရောက်ရှိနိုင်ပါပါ။အရင်တိုက်လေရင်နေထက်ပိုပြီးခက်ကြကြတိုက်ပွဲဝင်နိုင်ပါပါ။စူပါခရုလုံနိုင်စွမ်းနောက်လောင်စာမီမတော့မဲအတန်အထက်မြန်တဲ့အမြန်နှုံးကိုထိမ့်သိမ့်နိုင်စွမ်းကရန်သူတိုက်လေရင်နေအတွက်ဖမ်းဖို့မဖြစ်နိုင်သလောက်ဖြစ်စေပါပါ။ F47 ရဲ့လက်နက်နည်းပညာဟာလက်ရှိအသုံးပြုနေတဲ့လက်နက်တွေထက်ဆယ်စုနှစ်ပေါင်းများစွာရှေ့ရောက်နေပါရင်ရန်သူလေရင်နေတဲ့ဒုံးကြီးတွေကိုလေထဲမှာတင်ပြက်စီးစေနိုင်တဲ့စွမ်းအားမြင့်လေးစားတွေအပါအဝင်အော်တိုမက်တစ်လမ်းညွန်စွမ်းအင်လက်နက်တွေတပ်ဆင်ထားပါပါ သူ့ရဲ့ event လို့ moment ထားတဲ့ next generation ဒုံးကြီးစနစ်တွေမှာ AI ကိုပေါင်းစပ်ထားပြီးရန်သူဘက်ကရှောင်ရှားနိုင်တဲ့လှုပ်ရှားမှုတွေကိုခံမှန်းတွဲချက်ပြီးတံပြန်ပေးနိုင်မှာဖြစ်လို့တိုက်ခိုက်နှုံနဲ့ accuracy ဖြစ်မှုကိုတိတိတသာမြင့်တင်ပေးနိုင်ပါတယ်။ဒီအစင်းမြင့်လက်နဲ့တင်တဲ့ AI အားဖြင့်ပြင်မှတ်စနစ်ပေါင်းစပ်လိုက်တာကြောင့် F47 ဟာပြင်မှတ်အများပြားကိုတပြိုင်တည်းတည်းတိတိကျကျတိုက်ခိုက်နိုင်မှာပါ။ဒီတိုက်ခိုက်ရေးစွမ်းရည်ကြောင့်ပဲ F47 ဟာလေကြောင်းတိုက်ပွဲတွေကိုမကြုံစဘူးတည်စင်နိုင်တဲ့အစွမ်းနဲ့လွှမ်းမိုးနိုင်မှာကိုတေချာသွားစေခဲ့ပါတယ်။ ဒါပေမဲ့ဒီလိုအမကန်ရလက်တွေနောက်မှာအစအင်မတန်ကြီးမြင့်တဲ့ကုန်ကြစိတ်တွေကပ်ပါလာပါရင် F47 ဒဇင်းစီဟာဒေါ်လာတန်း300လောက်ကုန်ကြမယ်လို့ခန့်မှန်းထားတာကြောင့်တိဆောက်ခန့်မြတိုက်လိန်နေတဲ့မှာအကုန်ကြအများဆုံးဖြစ်လာမှာပါ NGAD အစီအစဉ်ကိုရင်ကလေတက်ရဲ့တမိုင်းမှာအကုန်ကြအများဆုံးသုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဖြစ်ပြီးလာမယ့်9နှစ်အတွင်းဒေါ်လာ16.6ဘီလီယံတက်မှတ်ထားပါရင်ဒီကိစ္စဟာဒီစီစဉ်ရဲ့အရေးပါမှုရှိနေပေမဲ့ကွန်ကရစ်က2025ခုနှစ်ဘတ်ဂျက်ကနေဒေါ်လာတန်း 325ကိုဖျက်တောက်ဖို့အဆိုပြုထားပြီဖြစ်လို့ဖွံ့ဖြိုးတိုးတက်မှုနဲ့ထုတ်လုပ်မှုကိုနှေးကွေးစေနိုင်ပါတယ်။တချိန်တည်းမှာပဲတရုတ်ကလည်းသူနည်းသူဟန်နဲ့သူ့ရဲ့စစ်တမမျိုးဆက်တိုင်းလင်ကိုစမ်းသပ်နေတာကိုတွေ့ရှိထားတာကြောင့်အမေရိကန်ကအရင်ကထင်ထားကလောက်ရှင်းမရောက်နိုင်ဘူးဆိုရယ်စိုးရိမ်မှုတွေကအမြင့်တက်လာစေပါတယ်။အချိန်ကလေခဲတဲလေးဖြစ်လာတဲ့ဆိုပါတော့ F47 အောင်မြင်မှုဟာ Boring Company ကဒီ project ကိုဂျင်းနဲ့ကြက်ထဲကနေအပြေးဝထုတ်လုပ်မှုအဆင့်ထိဘလောက်မြန်မြန်ပြောင်းလဲနိုင်မလဲဆိုတဲ့အချက်ပေါ်မူတည်ပါလိမ့်မယ်။အချိန်ကလည်းတိတ်တော့မရှိလာပါဘူးခင်ဗျာ။ သူ့ရဲ့ကမ္ဘာပြိုင်ဘက်တွေကနီးပညာကွာဟချက်ကိုအမိမလိုက်နိုင်ခင်မှာလက်ဦးနိုင်မှာဖြစ်မှာပါ။ဒါကလည်းအမေရိကန်တို့ကိုခေါင်းခဲစေတဲ့ဖိအားကြီးရပါမယ်။ F47 ကယူဆောင်လာတဲ့အရာတွေတဲ့ဒီထုတ်လုပ်မှုဟာတိုက်လေရင်ဒဇင်းထက်အများကြီးပိုတဲ့အရာတွေကိုကိုစားပြုနေပါရင်၄ချောင်းစစ်ပွဲမှာခေတ္တတစ်ခုကိုအစာပြိုးပေးမဲ့စိန်ခေါ်အတန်တစ်ခုရဲ့အစာပါ။လောက်ဝက်ချက်တွေ AI Next Generation လက်နက်တွေနဲ့မြန်မာတွေဆိုတာထက်ပုံမြန်တဲ့တိုက်ခိုက်နှုံးနဲ့တော်လာနိုင်နှုံးတွေကအကွာအဝေးကိုပေါင်းဆက်လိုက်တဲ့အခါမှာ F47 ဟာတိုက်လေရင်ဒဇင်းဆိုတာထက်ပိုသွားပါပြီ။ အမေရိကန်တို့ရဲ့မျှော်လင့်ချက်အားထားရာတနည်းကမ္ဘာစီရေးဇက်ကုန်ကိုတမျိုးတစ်ပုံလှန်ပေးလိုက်မဲ့အမေရိကန်လေတက်ကိုကောင်းကင်ရမှာအာဏာအပြည့်နဲ့ပြန်တမ်းပြန်ပြန်တမ်းနိုင်စေမဲ့ဟွာရခဲတစ်ခုဖြစ်လာနိုင်ပါတယ်။နောက်ဆုံးသတင်းအနေနဲ့ထက်တိုးအချက်အလက်တွေရ F47 ဟာနေချောင်းတိုက်ခိုက်ရေးအနာဂတ်ကိုပြောင်းလဲစေမဲ့တကယ့်ကိုထူးခြားတဲ့စံရံရတစ်ခုဖြစ်ကြောင်းထင်ရှားနေပါတယ်။ဒီလင်ဟာရိုးတိုက်လင်းတစ်စင်းထက်ပိုပါတယ်။ဒါဟာအမေရိကန်လေတက်ရဲ့လေချောင်းစိုးမိုးရေးအတွက်အဓိကကျတဲ့အစိပ်ပိုင်းတစ်ခုပါ။ F47 ရဲ့ဒီဇိုင်းဟာ Pacific ဒေသမှာလေကြောင်းစစ်ဆင်ရေးလုပ်ဖို့အထူးဦးစားပေးထားပါတယ်။ဒီဒေသရဲ့ကျေပြောလာတဲ့အကွာအဝေးတွေကိုထည့်သွင်းစဉ်းစားပြီးအလွန်ရှည်လျားတဲ့အကွာအဝေးတစ်ခုစီပြန်သန်းနိုင်စေဖို့တည်ဆောက်ထားပါတယ်။လောင်စာစီတက်တာစီတဲ့အင်ဂျင်အစ်စ်တွေနဲ့အတွင်းလောင်စာစီပမာဏကိုတိုးမြင့်တဲ့အပိုင်းမှာပို့ပြီးအထောက်ထားရဲဆိုပါတော့ဒီကနေ့တစဉ်အမေရိကန်တို့ပြင်မဲ့ထားတဲ့စစ်မျက်နှာပြင်ကဘယ်ဒေသလဲဆိုတာကိုကျွန်တော်တို့တွေခံမှန်းလာနိုင်ပါတယ်။အဓိကအချက်တစ်ခုကတော့ F47 ဟာ collaborative combat aircraft CCA လို့ခေါ်တဲ့တွဲပတ်တိုက်ခိုက်ရေးလေယာဉ်အနေနဲ့အထူးတကားလုံဆောင်မှုဒီဇိုင်းဆွဲထားတာပါဒီ CCA တွေဟာအစင်းမြင့် drone တွေဖြစ်ပြီး F47 ရဲ့လက်ရုံးတပ်ဖွဲ့တိုက်ခိုက်ရေးမှာပါဝင်မှာပါဒီ drone တွေဟာရန်သူအနေအထားကိုထောင်လန်းတာ electronic စစ်ပွဲဆင်နွှဲတာနဲ့တိကျတဲ့တိုက်ခိုက်မှုတွေကိုလုံဆောင်နိုင်ပါတယ် F47 ကတော့သူ့ရဲ့ရှေ့ပြေးနေတဲ့ဒီကောင်တွေကိုကနေဦးမှာစတင်လှုပ်ရင်တိုက်ပွဲအခြေအနေကိုနောက်ွယ်ကနေထိန်းချုပ်မဲ့သဘောပါပဲမင်းတို့တွေငါနဲ့မတိုက်ခင်ငါတို့ပဲနေအရင် fiber အောင်ဆိုတဲ့အထားပေါ့အနွယ်ထားမဟုတ်တဲ့ American အထားလေးပါပဲ ဒေလင်ရဲ့အဓိကယူရန်ချက်ကတော့အမေရိကန်ရဲ့အဓိကပြိုင်ဘက်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ရဲ့အစစ်မြေလေကြောင်းကာကွယ်ရေးစနစ်တွေကိုကျော်လွှားနိုင်မှုပါဒီအတွက် F47 ဟာအစစ်မြေလှုပ်ဝက်နည်းပညာ electronic စစ်ပွဲစနစ်နဲ့အလွန်အမြန်နဲ့အမြန်နှုန်းတွေကိုပေါင်းစပ်ထားပါရင်ဒါရီယာ F47 နဲ့ပတ်သက်လို့ကျွန်တော်တို့သိရတဲ့လုံဆောင်နိုင်မှုတွေကအနည်းအကျဉ်းပဲရှိပါသေးတယ်။နောက်ထပ်ဘာတွေလုံဆောင်နိုင်သေးလဲဆိုတော့အမေရိကန်ဘက်ကလိုလိုလားလားချပြလာချိန်မှပဲသိနိုင်ပါတော့မယ်။အဲ့လိုအချိန်ဟာလဲကမ္ဘာစစ်ကြီးဖြစ်ပြီးဟဲ့ဆိုတဲ့အချိန်မှပဲဖြစ်လာနိုင်မှမပြောဘဲနဲ့တည်ထားနေပြီးသားပါ။ F47 ဟာလူလိုက်ပါပေါင်းနေတဲ့စနစ်နဲ့လူမဲစနစ်နှမျိုးလုံးနဲ့ပြန်တန်းနိုင်မှာဖြစ်တဲ့အတွက်ဒီအင်္ဂါရက်ဟာအနေရရှိတဲ့တိုက်ခိုက်ရေးအခြေအနေတွေမှာလေယာဉ်မှုတွေရဲ့အနေရကိုရှော့ချပေးနိုင်ပါတယ်။ဒါအပြင်လိုအပ်တဲ့အခါလူသားလေယာဉ်မှုကထိန်းချုပ်မောင်းနေနိုင်တဲ့ရွေးချယ်စရာကိုလည်းပေးထားပါတယ်။ F47 ဟာအမေရိကန်လေတပ်ရဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့အရေးပါတဲ့အစီအမံကိန်းတစ်ခုပါ။ဒါဟာနည်းပညာနဲ့တိုက်ခိုက်ရေးဗျူဟာတွေမှာအမေရိကန်ရဲ့ဥစ္စာမှုကိုပြသနေတဲ့ထောက်တာတစ်ခုပါပဲ။ဒီတော့ဒီ project အကြီးဖြစ်မြောက်လာဖို့ဆယ်စုနှစ်ချီပြီးအိမ်မက်မက်ခဲ့တဲ့လင်းအောင်ကြီးဟာ ဒီနှစ်ကာလတွေအတွင်းသူ့အိမ်မက်ကိုဖီးအားတွေကြားတဲ့ဘလို့အကောင့်ထဲပေါ်သွားမလဲစိတ်ဝင်စားကြပါပဲအဆုံးနေ့လိုက်ပါပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ